မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကိုထိန်လင်းမမိခင်ဖြစ်သူလွတ်မြောက်ရေးအတွက်ရှီကျင့်ပင်ထံအကူအညီတောင်းပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အသက်48နှစ်ရှိကင်အက်ရစ်ခေါ်ကိုထိန်လင်းသည်ဘဝတစ်လျှောက်လုံးထင်းထင်းပေါ်ပေါ်နေထိုင်ခဲ့ခြင်းမရှိဘဲထိတ်ထိတ်ဆိတ်ဆိတ်ပင်နေထိုင်လာခဲ့သူဖြစ်သည် မီဒီယာများကဆက်သွယ်ချင်းကပ်လာမှုများကိုလည်းရှောင်ရှားခဲ့ပြီးမိခင်ဖြစ်သူတန်းအလဲပြန်ခွင့်ရခဲ့သည့်ရှာရှာပါပါအရှင်ကလေးအတွင်တွင်သာ၎င်းအားဓာတ်ပုံတစ်ဖြက်ဖြက်ရှိုက်ခွင့်ရခဲ့ကြသည်2021အနာသိမ့်ပြီးမိခင်ဖြစ်သူအားလည်းမတရားဖမ်းဆီးအကျဉ်းချခဲ့ပြီးနောက်တွင်မူလူမြင်ကွင်းသို့ထွက်လာပြီးမိခင်ဖြစ်သူ၏စိုးဝါလာနေသောနှလုံးရောဂါအခြေအနေနှင့်အကျဉ်းထောင်အတွင်ပင်မစင်းရဲလာစွာနေထိုင်နေရသည့်အကြောင်းများကိုကဘာကိုအတိပေးအကြောင်းကြားလာခဲ့သည် ိုထိန်လင်းသည့်ရက်ခုအခါမိခင်ဖြစ်သူအားပြန်လွတ်ပေးဖို့ဆေးဥစုအားတိုက်တွန်းပေးရန်တရုတ်သမ္မတရှီကျင့်ပင်အားတောင်းဆိုလိုက်သည်တရုတ်သည်ကာလကြာမြင့်စွာရှိခဲ့သောဆက်ဆံရေးနှင့်အမြောင်အမြားယင်းနှိမ့်နံမှုများကြောင့်မြန်မာအပေါ်ဩစာအလွမ်းမိုးနိုင်ဆုံးနိုင်ငံဖြစ်နေသောကြောင့်ဟုပြောခဲ့သည်ဟုဟောင်ကောင်ရှိ South China Morning Post သတင်းစာမှရေးသားလာခဲ့သည်။ကျွန်တော်နေဖြင့်မိခင်ဖြစ်သူနှင့်အတူလွတ်တင်လွတ်ထိုက်သူများအလုံးလွတ်ပေးဖို့ဆေးဥစုအားပို့ရွှေ့ဖိအားပေးပါရန်သမ္မတရှိချင်းပင်အားမြစ်တာရက်ခံပါသည်ဟုပြောခဲ့သည်။ ကျွန်တော်တွင်ရှိသတင်းရှင်းမြစ်များ၏ SO အရာမိမိကိုလှုပ်ပေးဖို့တောင်းဆိုနေတာကိုသိထားပါတယ်။တရုတ်အရာရှိများလည်းအခြားသူတွေလိုပဲသူ့ကိုတွေ့ချင်နေကြပြီးတွေ့ခွင့်ရဖို့တောင်းဆိုနေကြတယ်လို့ယုံကြည်ထားပါတယ်။ကျွန်တော်သိရသလောက်အခြားသူတွေလိုပဲတရုတ်အရာရှိတွေကိုလည်းတွေ့ခွင့်မပေးသေးပါဘူး။ကိုထိန်လင်းကတဖန်အကျင်းထောင်ပြပကတယောက်ယောက်အမေနဲ့တွေ့ပြီးအနေဆုံးအသက်ရှင်နေသေးတယ်ဆိုတာသိရရင်တော့ပါပြီခုလည်းပြောသွားခဲ့ပါတယ်။ အချင်းထောင်တဲကအခြေအနေတွေဟာအလွန်အလွန်ဆိုးွားနေတာမို့မိမိထောင်ထဲမှာတင်ဆုံသွားမှာကိုကျွန်တော်တစ်ချိန်လုံးစိုးရိမ်နေတယ်။မိမိကိုလည်းနောက်တစ်ချိန်လောက်လူကိုယ်တိုင်ပြန်တွေ့ချင်မိတယ်။မိခင်သည်စေအုပ်စုထက်တယုံနှင့်ဆက်ဆံရေးပိုကောင်းအောင်လုပ်နိုင်ခဲ့သည်ဟုယုံကြည်သည်ဟုဆိုသည်။ကျွန်တော်အမေနဲ့အန်နတီတို့ကတရုတ်နဲ့အကျိုးဖြစ်ထွန်းစေတဲ့အလုပ်သဘောဆက်ဆံရေးကောင်းများစွာရှိခဲ့တယ်။ဒါကလည်းသူ့အနေနဲ့တိုင်းပြည်အတွက်အရေးကြီးတယ်လို့ယူဆလို့စူးစမ်းခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံမှာအခြေအနေတွေကိုတက်ပြောင်းလဲနေတဲ့အတွက်တရုတ်နိုင်ငံအနေနဲ့မြန်မာနဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကင်နိုင်မယ်ပြီးတော့အဲ့ဒီစီးပွားရေးအကျိုးစီးပွားတွေဟာတဏီမဟုတ်တဏီအောင်မြင်အကျိုးဖြစ်ထွန်းလာမှာဖြစ်ပြီးအခြားသူတွေရဲ့လောဘကြောင့်ပျက်စီးသွားမှာမဟုတ်ဘူးလို့ယုံကြည်စိတ်ချနိုင်စရာဖြစ်လာတယ်မြန်မာဤပရိပခတိတရုတ်နိုင်ငံအတွက်အခက်အခဲများဖြစ်လာရသည်ကိုစေအုပ်စုအားပေးအားမြောက်ပြုမှုကြောင့်ပေါ်ပေါက်လာသောကြားဖြန့်ငွေလိမ်များကိုရှင်းညွှန်းပြောဆိုသွားသည် ခိုးကိုင်းများကတရုတ်နိုင်ငံသားများကိုလည်းပြစ်မှတ်ထားပြီးလိမ်လည်ခဲ့ကြသည့်အတွက်ဒေါ်လာဘီလီယံနဲ့ချီဆုံရှုံခဲ့သည်ဟုလည်းဆိုသည်။ကိုထိန်လင်းကစေအုပ်စုလုံးရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်၍ယခုလိုပြောခဲ့ပြန်သည်။တရုတ်သည်မြန်မာပြည်တွင်ငြိမ်းချမ်းရေးအမျိုးသားပြည်လည်တည်မြဲရေးပြည်သူ့ဆန္ဒကိုအခြေခံသည့်အစိုးရပေါ်ထွက်ရေးငလင်တန်းအပြီးပြည်လည်တိဆောက်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးလာစေမည့်နည်းလမ်းများကိုရှာဖွေနေကြောင်းရှင်းသည့်မြန်မာပြည်အတွက်သာမကတရုတ်အတွက်လည်းမှန်ကန်သိမြတ်သည့်ရည်မှန်းချက်များဖြစ်ကြောင်း သို့သောထိုးရီးမှန်းချက်များသည်ပြည်သူတန်းပေါင်းများစွာအားဘေးဖယ်ထုတ်ထားသည့်အတူရောင်ရွေးကောက်ပွဲနှင့်တော့ပြစ်လာစရာအကြောင်းမရှိ၎င်းတို့စီစဉ်ထားသောရွေးကောက်ပွဲကြောင့်မြန်မာသည်ပို၍ပင်ကတောင်ကနေဖြစ်ခါဒုက္ခရောက်တော်မူဖြစ်ပြီးပြည်သူကများလည်းရွေးကောက်ပွဲရလဒ်ကိုလက်ခံကြမှာမဟုတ်သည့်အတွက်တိုက်ပွဲများပုံမှုပြင်းထန်လာဖို့သာရှိသည်ကျွန်တော်အမိလှုပ်ပေးခြင်းသည်သာမြမပြတနာကိုဖြည့်ရှင်းဖို့ကြိုတင်လိုအပ်ချက်တစ်ရက်ဖြစ်တယ်လို့ယူဆပါတယ်ဟုထပ်မံထည့်သွင်းပြောဆိုသွားခဲ့ပါတယ် အမျိုးသားညီညွတ်ရေးအစိုးရကလည်းအကယ်၍ဒေါအောင်ဆန်းစုကြည်အကျဉ်းထောင်တဲ့ဆုံးဖသွားခဲ့လျင်လက်ရှိအကြက်တဲသည့်ပို၍နှဆိုင်လာလိမ့်မည်ဟုလည်းသတိပေးလာခဲ့ပါတယ်။အခွဲအပြင်းညာပုံမနှဆိုင်လာပြီးပြိပခတ်သည်ရှေ့ကျလာမည်ဖြစ်သည့်အပြင်အမျိုးသားပြန်လည်ရင်ကြားစစ်ရေးသည်လည်းပို၍ပင်ခက်ခဲလာမည်ဟု UNGE နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးခွင့်ကြီးဒေါက်တာဆာဆာကဆိုပါတယ်။ ဒေါအောင်ဆန်းစုကြည်သည်တရုတ်သို့2015ခုနှစ်နှင့်2016တွင်နှစ်ကြိမ်တိုက်သွားရောက်ခဲ့သည်တရုတ်သမ္မတရှီကျင့်ပင်သည်လည်းမြန်မာသို့2020တွင်ရောက်ရှိခဲ့ပြီဖြစ်သည်မိမိအမြင်ပြောရလျင်တော့မင်းအောင်လှိုင်ဤဒေါအောင်ဆန်းစုကြည်အပေါ်အငုံစိတ်နှင့်ကြောက်ရွံ့နေမှုကိုဖယ်ရှားနိုင်ပြီးသူကိုယ်သူယုံကြည်မှုရှိလာမှသာပြန်လွတ်ပေးရည်ဖြစ်သည် ထောင်ဆန်းစုကြည်အားလှုပ်ပေးရန်သို့မဟုတ်စေကူတာခွင့်ပေးရန်အတွက်တရုတ်မှစစ်အုပ်စုတို့လှုပ်ဝက်တောင်းဆိုမှုများပြုလုပ်နေကြောင်းအတိမပြုနိုင်သေးသောသတင်းများအရသိရသည်။ရင်းတောင်းဆိုမှုများကိုစစ်အုပ်စုကလက်ခံခြင်းမရှိသေးပေ။တရုတ်ဘက်မှထိုသို့လှုပ်မပေးဟုဆိုကာကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်၎င်းတို့အားထောက်ခံနေမှုများရုပ်သိမ်းဖြစ်မည်ဟုအကြက်ကင်နိုင်သည်။ တရုတ်တို့ဘက်မှထိုတို့လွတ်မပေးဟုဆိုကကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်၎င်းတို့အားထောက်ခံနေမှုများရုပ်သိမ်းပြမည်ဟုအကြက်ခံနိုင်သည်တရုတ်တို့ဘက်ကအချိန်မရွေးဖောက်လာနိုင်ပြီးဤသည့်ကိစ္စမဆိုထိုတို့သောနှိမ့်မျိုးဖြင့်တိုင်လာနိုင်သည်ကိုရိပ်ဆားမိတော့မင်းအောင်လိုက်သည်ရုရှားအောင်ငတ်တလောက်ပေါင်းများလက်ဖက်တုံများဖြင့်လူမမြင်လူမြင်မကောင်းအောင်ခါရနေခြင်းလည်းဖြစ်သည်ရွှေကောက်ပွဲပြီးပြီတရုတ်တို့ထင်တယ်လို့ဖြစ်မလားကဤသို့လောက်လာမည်ကိုမင်းအောင်လိုက်စိတ်တက်ထင်တဲ့ဖြစ်နေသည်ရှီကျင့်ပင်တို့ထင်နေ ရှီကျင်းပင်တို့ထင်ထားသလို၎င်းကအာနာလက်မလို့ကိုလည်းကြံစီထားပုံရရွေမပြေတော့ခံရရှိရုရှားကိုခတ်ထားခြင်းလည်းဖြစ်သည်လက်ရှိတွင်တော့ထိုပုတ်ကိုသည်တိုင်းပြည်ဤဖွံ့ဖြိုးတိုးတက်မှုဆိုသောနိုင်လက်တံကို၎င်းတအူတွေဆုံးဖြတ်ချက်များဖြင့်အောင်မြင်စွာနောက်ပြန်လှည့်ထားနိုင်ခဲ့ပြီဖြစ်သည်ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်ဆက်လက်ပြီးကြောင်မဲနဲ့နောင်ပိန်မှာမိုင်းရှင်းလေးမလို့ဖဲစစ်တပ်ကစစ်ဆောင်တွေနေရက်ပြန်ခေါ်စစ်တပ်ကမိုင်းအစ်စ်တွေဆက်ထောင်တယ်လို့ဒေသခံအချို့ပြောတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် စစ်ကောင်စီတပ်ကရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်နောင်ပိန်တိုက်နယ်မှာမိုင်းရှင်းလေးမလုပ်ရသေးပေစစ်ပေးရှောင်တွေကိုနေရက်ကိုပြန်လာခိုင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။ကြောင်မဲမြို့နယ်နောင်ပိန်တိုက်နယ်ကိုစစ်ကောင်စီကဩဂုတ်လလယ်မှာလေကြောင်းအကူအညီနဲ့စစ်ကြောင်းထိုးခဲ့ပြီးစက်တင်ဘာလနောက်ပိုင်းမှာပြန်လည်ထိန်းချုပ်ထားတာပါ။ကြောင်မဲမြို့ကိုလည်းအောက်တိုဘာ၂ရက်မှာပြန်လည်ထိန်းချုပ်ခဲ့ပြီးဒေသခံတွေကိုအ мян ဆုံးပြန်လာကြဖို့နဲ့အကြောင်းပြချက်မရှိပေပြန်လာတဲ့သူတွေကိုနေအိမ်ချိတ်ပိတ်မယ်လို့ချိန်ချောက်ထားကြောင်းသိရပါတယ်။ နောက်ပိတ်တိုက်နယ်တစ်ခုလုံးကိုလည်းစစ်ကောင်စီကထိန်းချုပ်ထားတယ်။တိုက်ပွဲကာလာတုံးကမိုင်းတွေကိုမရှင်းတဲ့အပြင်မိုင်းအစ်စ်တွေထပ်ထောင်နေတယ်ဗျ။ရွာပြင်ဘက်တွေမှာထောင်လာပြန်လာဖို့လည်းကြေညာထားတယ်။ကျွန်တော်တို့ဘာဆက်လုပ်ရမယ်ဆိုတာမသိဘူးဖြစ်နေတယ်လို့နောက်ပိတ်တိုက်နယ်ကနေစစ်ပေးရှောင်နေတဲ့ဒေသခံတအူကပြောပါတယ်။လက်ရှိမှာနောက်ပိတ်တိုက်နယ်အတွင်းကြန့်ရှိနေတဲ့သူတွေကပြည်လဲထူထောင်ရေးစတင်နေပြီးအကူအညီတွေလိုအပ်နေတယ်လို့ပြောဆိုနေကြပါတယ်။ ဒါပေမဲ့မိုင်းအနေရကြီးနေပြီးကိုနေအိမ်ခြံဝင်းထဲမှာမိုင်းတွေ့ရင်အကြောင်းကြားဖို့ကြေးရွာပတ်ဝန်းကျင်ကိုသွားလာတဲ့အခါမိုင်းအနေရသတိပြုဖို့လူမှုရေးအဖွဲ့တွေကအသိပေးထားကြပါတယ်။ဒါပြင်နောင်ပိတ်တိုက်နယ်တွေကကြေးရွာပေါင်း15ရွာထက်မနည်းစစ်ပေးရှောင်နေကြပြီးမရှောင်ပဲချက်နေတဲ့ဒေသခံအချို့ဟာပြီးခဲ့တဲ့စက်တင်ဘာလနောက်ပိုင်းမှာမိုင်းထိမှန်ပြီးထိခိုက်သေးဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ကြောင်မဲမြို့ကိုလည်းအောက်တိုဘာ၁ရက်မှာစစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့ပြီးဌာနဆိုင်ရာဝန်ထမ်းတွေကိုစက်တိုက်ပို့ဆောင်နေပါတယ်။ မိုင်းတွေရှင်းလင်းထားခြင်းမရှိပေမဲ့ဒေသခံတွေပြန်လာဖို့ဖိအားပေးနေတယ်လို့သတင်းရရှိပါတယ်တိုက်ပွဲထဲမှာကျမတို့ပြည်သူတွေကတကယ့်ကိုမြေစာပေးမိန် TNL ထိန်းချုပ်ထားတဲ့ကာလတုန်းကမြို့မှာကြံနေခဲ့တဲ့သူတွေကိုစစ်တပ်ကပြစ်မှတ်ထားနေတယ်။မပြန်ရဲကြဘူးလေ။အရန်ဒုက္ခရောက်တယ်လို့ကြောင်မဲမျိုးကန်တဦးကပြောပါတယ်။ကြောင်မဲမျိုးပေါ်နဲ့ခြေရွာတွေမှာမြေမြုံမိုင်းတွေရှိနေပြီးအရက်သားထိခိုက်သေးဆုံးမှုတွေလည်းရှိနေပါတယ်။ကြောင်မဲမျိုးအေးချမ်းသာယာတုတ်တန်အနီမှာစက်တင်ဘာ29ရက်ကမိုင်းနှလုံးပေါက်ကွဲပြီးအမျိုးသားနှစ်ဦးသေဆုံးခဲ့ပါတယ်။ မိုင်းအနေရကိုဒေတာခန်တွေကစိုးရိမ်နေပေမဲ့ဖြေရှင်းပေမဲ့အခြေအနေတွေမမြင်ရပဲအုတ်ချုပ်ရရန်နေရာလေပတ်ဖို့ကသာစစ်ကောင်စီကစ조사နေတယ်လို့မြို့ကန်တချို့ကပြောပါတယ်။နောင်ပိန်တိုက်နယ်နဲ့ကြောင်မဲမြို့နယ်တွေကတိုက်ပွဲတွေကြောင်းဒေတာခန်လူဦးရေ3000ထက်မနည်းဟာမန္တလေးလာရှိုးတီပေါ်နဲ့အခြားနီးစပ်ရာမြို့နယ်တွေမှာတိမ်းရှောင်နေကြရပါတယ်။ တောင်မျိုးသားလူမျိုးရေးတက်မတော် TNL ဟာ2023အောက်တိုဘာ29ရက်ကစတင်တဲ့2029စစ်စီရေးတွေနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့တီဘောနန်းဆန်မိုင်းလုံးမိုးမိတ်မန်တုံနမတူကိုခိုင်နောက်ကျိုးနန်းခမ်းမိုင်းငေါမြို့နဲ့မန္တလေးတိုင်းကမိုးကုံးမြို့တို့ကိုသိမ်းယူခဲ့တာပါ2025နှစ်စန်းပိုင်းမှာစစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ပြီးခဲ့တဲ့ဇူလိုင်မှာနောက်ကျိုးမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်ရခိုင်အခါကြောင်မဲမြို့ကိုလည်းထပ်မံလက်လွတ်လိုက်ရပြန်ပါတယ် ကြောင်မဲမျိုးကနေစုတ်ခွာပြေးလိုက်ရတာဟာလူအင်အားနဲ့လက်နက်ခဲယံမမျှတာတာကြောင့်ဆက်လက်ခုခံဖို့ခက်ခဲနေတာကြောင့်ခေတ္တစုတ်ပြေးလိုက်ရတာလို့ TNL ပြောရေးဆိုခွင့်ရှိသူတွေးရည်ဦးကသတင်းဌာနကိုပြောပါတယ်။ TNL ထိန်းချုပ်ထားတဲ့ channel မျိုးနယ်တွေကိုလည်းဆက်ပြီးတော့တိုက်ခိုက်မယ်လို့စစ်ကောင်စီဝါဒဖြန့်ချီရေးလူမှုကွန်ရက်စာမျက်နှာတွေကနေရေးသားနေကြပြီးဒီနေ့အောက်တိုဘာ9ရက်ကြားမှာမိုးကုတ်နံမတူမှန်တုံနန်းစံတီဘောမျိုးတွေကိုစစ်ကောင်စီကပုံကျဲခဲ့ပါတယ်။